နှစ်ကာလစာအုပ်တိုင်းမှာ2016စက်တင်ဘာမှာဓမ္မကြီးထုတ်ဝေထားတဲ့စာရေးဆရာမမတ်တီရာစံချောင်းရဲ့ရေးသားများစာအုပ်အဲ့စာအုပ်ထဲကတင်ကြောက်ရဲပါစေဆိုတဲ့ရေးသားကိုဖတ်ပြပါမယ်။အဲ့စာအုပ်ထဲကတင်ကြောက်ရဲပါစေဆိုတဲ့ရေးသားကိုဖတ်မှာဖြစ်ပါတယ်။တင်ကြောက်ရဲပါစေတင်ကြောက်တဲ့ရန်တတ္တိရှိဖို့လိုသောကြောင့်ပင့်ကိုအားပေးလိုက်သည်တင်ကြောက်ရဲပါစေတင်သည် ကြောက်ချင်းအတတ်ပညာအားသင်ယူရန် မလိုဟု၍သဘောပေါက်နားလည်ထားသောကြောင့်ငယ်စဉ်ကလေးဘဝကပင်ကြောက်ချင်းကိုအော်တိုမက်တစ်တက်မြောက်ခဲ့သည်ဟုအထင်ရှိလေသည်တရှိတတ်မဲ့အချို့အားမြင်ဘူးသဖြင့်ကြောက်ချင်းနှင့်မမြင်ဘူးပါပဲကြောက်ချင်းတို့ကိုအရွယ်မတိုင်မီမှပင် သင်ကြားတက်မြောက်ခဲ့ပြီးဖြစ်ကြောင်းအသက်အတန်ရလာမှရိမ့်မိသူတန်ပေါင်းများစွာတဲတွင်တင်တယောက်အပဖြစ်သည်မှသိကြလေ၏ လူသားမျိုးနွယ်များအ ਨੇ အချို့သော လူမျိုးစုများသည်လူမန်းမတိတတ်သေးသောလူမမဲ့ကလေးများအားဘဝနေထိုင်သည့်အတ္တိတရား၏ပထမဆုံးသင်ငန်းစာအဖြစ် အကြောက်တရားကိုသင်ကြားပေးလေရှိရာလူမမတိတတ်ခင်ကတတ်ထားသည့်ပညာဖြစ်သောကြောင့်သင်ကြားခံရသဖြင့်တတ်နေခြင်းဟုမရိမ့်မီမသိရှိတော့ဘဲအော်တိုမက်တစ်တက်မြောက်ခဲ့သည်ဟုထင်မြင်ယူဆကြမြဲပင် ထို့သို့ထင်မြင်ယူဆနေခြင်းသည်လည်းသင်အဖြစ်မဟုတ်ကြောင်း အတက်အတန်ရလာမှသဘောပေါက်သူတိမ်ပေါင်းများစွာတွင်တင်တယောက်အပါဖြစ်ပြမှသည်ထို့ကြောင့်တင်းသည်လူမတ်မတိတတ်မိကပင် တက်မြောက်ထားခဲ့သောကြောက်ချင်းကို အတက်ပညာတစ်ခုအနေဖြင့်တင်းယူရန်မလိုဟုခံယူသူတယောက်ဖြစ်လာလေတော့သည်ကြောက်ချင်းကိုအတက်ပညာတစ်ခုအဖြစ်သဘောမထားသောတင်းဖို့ကြောက်ချင်းသည်စနစ်တကျပေါ်ထွက်တင်းသည့်အရာဟုလည်းမခံယူတော့ပေထို့ကြောင့်တင်းသည်ကြောက်ချင်းနှင့်ပတ်သက်လျင် ဘယံပရာဖြစ်စေအလိုလိုဖြစ်စေပေါ်ထွက်လေးရှိသောအလေးအထတနည်းအားဖြင့်ပေါ်ကျင်သည့်အချိန်တွင်ပေါ်ကျင်သလိုပေါ်ထွက်လာတတ်သော ပေါက်လွတ်ပေသာတုံ့ပြန်မှုအဖြစ်သာသဘောထားလေတော့၏။ပင်နှင့်ကြောက်ချင်းကြားတွင်ဆက်ဆက်ပတ်သက်မှုသည်အထင်းကွမဲ့သောသဘောကိုသာဆောင်လေ၏။တင်နှင့်ကြောက်ချင်းသည်တိမှုသဘောကို အခြေခံကဆက်ဆက်ပတ်သက်နေသည့်တိုင်ဤသည့်အရာကိုမြည်သည့်အချိန်မြည်သည့်နေရာတွင်မြည်သည့်အတွက် မိမြနှင့်မိတို့မိဘုံကြောက်ရမည်ဟုသည့်ကြောက်နီးစနစ်ကိုမူတင်သည်တက်တဲကွက်ကွဲသဘောမပေါက်သေးချေတို့ပြင်တင်သည်မိသည့်အခါမဆိုမိတို့ပင်ကြောက်ကြောက်သူ့အလိုလိုကြောက်မိခြင်းဟုခံယူသည့်အားလျော်စွာကြောက်တတ်အောင်ကြိုးပမ်းရန်မလိုဟုသဘောထားလိုက်လေတော်၏စင်စက်တင်နှင်းတကွကြောက်လေကြောက်ထပြင်းပြသူအများစုကြည့်သည်တမိုင်းနောက်ခံလူမှုပေဒနောက်ခံများ၏တက်ရောက်မှုကြောင့်ကြောက်ကျင့် မှတ်ချက်ကြောက်လေးကြောက်ထရှိသောအကျင့်ဖြစ်လာကြောင်းနှင့်ကြောက်ချင်းသည်အတွေ့အကြုံများအပေါ်အခြေခံ၍၎င်းအပြောအဆိုများအပေါ်စွဲမှတ်မိ၍၎င်းတင်ယူတက်မြောက်လာသောအရာဖြစ်ကြောင်းတို့ကိုမူတတိမမူမိကြခြင်းတနည်းအားဖြင့်အကြောက်တရားသည်တင်ကြားတက်မြောက်လာသော လူစွမ်းရည်တစ်ခုသာဖြစ်လေ၏ထိုကြောက်နိုင်စွမ်းမှတ်ချက်ကြောက်နိုင်သောအစွမ်းအစမျိုးအလင်းမရှိသော သူများလည်းရှိနေသည်တိုင်းအများစုသောလူသားမျိုးနွယ်စုဝင်များသည့် အနည်းနဲ့အများကြောက်နိုင်စွမ်းကြီးမားသူများသာဖြစ်လေ၏ကြောက်နိုင်စွမ်းမရှိသူများသည်မကြောက်ကြသဖြင့်ထိုသူများအားတတိရှိသူဟုခေါ်ဆိုရန်တင်စိတ်မကူးပါနဲ့တင်နှင်းတကားအများစုကြီးအားလည်းကြောက်နိုင်စွမ်းရှိကြသူများဖြစ်ရုံနဲ့ကြောက်တတ်သူဟုမခေါ်ဆိုနိုင်ပါကြောက်စိတ်ဖြစ်ပေါ်ရန်တတ္တိမလိုအပ်သောကြောင့်ကြောက်ကျင့်စွဲနေသူများနှင့်ကြောက်နိုင်စွမ်းရှိသူများအားလည်း တတိရှိသူများရဲသူများကိုမစိုးနိုင်သည်မှာတေချာလာပါသည်ကြောက်တတ်စွမ်းမှတ်ချက်ကြောက်တတ်မှုစွမ်းရည်သည်သာစွမ်းတတိတစ်ခုအစအမှန်ဖြစ်သဖြင့်၎င်းကြောက်တတ်ရန်မှာတတိလိုအပ်သဖြင့်၎င်းကြောက်တတ်သူများသည်ကြောက်ကျင့်တန်ပြီးကြောက်နိုင်စွမ်းကြီးသူများထက်ရွယ်စွမ်းမှုပိုသူများဖြစ်သည်ဟုဆိုရပါမည်ထို့ကြောင့်ကြောက်စိတ်ဖြစ်ရန်ထက်ကြောက်တတ်ရန်ကပိုပြီးခဲရင်ကပို၍လေပညာသားပါတကဲသူ ိုမိုကတတ်တိလိုအပ်ပါသည်ယင်းသဘောတရားကြောင့်ပင်တင့်အားကြောက်ရဲပါသည်ဟုအားပေးတိုက်တွန်းရပါလိမ့်မည်တင့်သည်ကြောက်တတ်သည့်ပညာကိုစနစ်တကျမစည်းဘူးကဲ့သို့ပြီးပြီးမြင်ရမမြင်ရသည့်အရာအချို့နှင့်ကြားသာကြားပူးပြီးမသိသည့်အရာအချို့အားအတွဲအဆက်ပြုကအစွမ်းကုန်ကြောချမ်းပြီးကြောက်လေကြောက်တာရှိလိမ့်တနည်းအားဖြင့်တင့်သည် ကိုယ်ပိုင်ဟန်ကြောင်နီးတစ်ခုကိုတင့်ပါတာတီထွင်ဖန်တီးက ကြောက်ချင်းကြီးကြီးဖြင့်ကြောက်သူဖြစ်သည်ဥပမာအမောင်ဒူးနှင့်တရက်တစေကိုကြောက်ချင်းကြောင်းသားဒူးနှင့်တမကကိုကြောက်ချင်းအတိုက်ခံလူတို့နှင့်ဒီမိုကရေစီကိုကြောက်ချင်းအရက်ဖက်အဖွဲ့အစည်းများနှင့်အခြေခံလူရပိုင်ခွင့်ကိုကာကွယ်မြင့်တင်သူတို့အားကြောက်ချင်းတို့ဖြစ်ကြ၏ထိုယာများကိုကြောက်ရရင်တင်ဤကြောက်နိုင်စွမ်းသည်တလူလူတလွန့်လွန့်ရှိရကတင်သည်ကြောက်တကွန်ထူနိုင်လောက်သည့်ကြောက်စွမ်းထက်သူအဖြစ်ထင်ရှားပြန်၏အဘဲကြောင့်ဆိုသော တင်ဤမြင်မမြင်နဲ့ကြားမသိတော့အာတင်ကျုံကကြောက်ကျင့်သည်ထိုမြင်မမြင်ပုဂ္ဂိုလ်တို့ဤအကျိုးမဲ့ကိုမွေးဖွားသေးနိုင်တော့ကြောင့်ပဲတို့ရတွင်ထိုကြောက်နီးထိုကြောက်ကျင့်ကြောင့်တင်ဤယာရုအာနာစည်းစိမ်များထိပါခံရခြင်းအလင်းမရှိခဲ့ရကတင်သည်ထိုကြောက်နီးနှင့်ကြောက်ကျင့်တို့ကိုဖက်တွယ်ထားကတင်ကိုတင်ကြောက်တတ်သူ အဖြစ်အထင်မှားနေပြန်လေ၏ရင်းတို့မှာတင်ကိုယ်တိုင်ဖန်တီးထားသော တင့်ကိုပိုင်ကြောက်ဟန်တစ်ခုသာဖြစ်ပြီးစနစ်တကျတက်မြောက်ထားသောကြောက်တတ်သည့်ပညာမဟုတ်ကြောင်းလဲတင်သတိမထားမိကြတို့ဖြင့်တင်သည်ကြောက်ကျင့်ထုံပြီးကြောက်ထုံးကိုသာနှလုံးမူတတ်သောကြောက်တလေကြီးသူဖြစ်လာသည့်တိုင်ကြောက်နီးချမ်းကိုကမကြေကြတနည်းအားဖြင့်တင်သည်ကြောက်ချဲအတတ်ပညာအားတက်မြောက်ထားသူကြောက်တတ်သူမဟုတ်ချေစင်စစ်ကြောက်တတ်ရန်အဝူအဆလေးကျင်ကမ်းမှာတင့်ကိုတင်တန်ဖိုးထားခြင်းမှစတင်ပါသည် ်တင်ဒီတင်ကိုတင်တံမိုးထားရန်ထက်ဂျာရုအာနာစီးစိမ်များကိုတံမိုးထားရန်သာအစဉ်တစိုက်အထောက်ခဲ့သဖြင့်သာကြောင့်နီးအတက်ပညာအစစ်ကို မတက်မြောက်ခဲ့ရခြင်းဖြစ်လေသည်ထို့ကြောင့်တင်ဒီကြောက်တက်ရန်တင်ကိုတင်တံမိုးထားနိုင်သောတတ္တိကို မွေးမြူရပေမည်ဤကဘာဘော်တွင်တင်ကိုတင်ထက်တံမိုးအထားဆုံးဟူ၍မရှိဟုသော အတွေးကိုတွေးရန်တတ္တိအစစ်မှန်ကိုလိုအပ်လေသည်တင်ဒီယာဒုအာနာ စည်းစိမ်တို့ကိုတံမိုးထားတတ်ရန်သာစနစ်တကျအချိန်မလတ်တင်ကြားခံခဲ့ရသဖြင့်ထိုအရာများထက်ကြော်လွန်ကတင့်ကိုယ်တိုင်အားတံမိုးထားတတ်ရန်မှာရွယ်ကူသောအလုပ်မဟုတ်ပါကြ။တနည်းအားဖြင့်တင့်ကိုယ်တင်တံမိုးထားတတ်ရန်ကြိုးပမ်းသည့်အခါထိုရာထူးအာနာစည်းစိမ်စသည့်များမှာအချိန်မရွေးတိမ်ပါရုပ်ရော့သွားနိုင်သည်ဟုသဘောပေါက်သည့်နှင့်အမျှဒီအရာများကိုတင်နှင့်အတူတကွရှိနေကြဖြစ်တည်နေကြအရာများအဖြစ်မမြင်တော့ဘဲ။ ကြောခိုင်စွန်ခွာကတင်ကိုတိုင်းတက်တက်မြအားထီးထီးတံမိုးထားခြင်းဟူသည့်တင်တက်တင်အတိုင်းအဝိုင်းတက်တက်မြည်သည့်အခါကားမြမကြိုးစားဘူးသည့်အရာလည်းဖြစ်နေနိုင်ပါသည်တင်နှင့်တင်အတန်းဝိုင်းတို့သည်ထိုရာဟုအာနာသီးသိမ့်ဒီဟူသောအရာများသာတင်တို့နှင့်အတူရှိမနေလျင်တင်တို့လည်းဘာတံဘိုးမြမရှိတော့မီဟူသောကြောက်ထုံကြောက်တလေးနှင့်ကြောက်ကျင့်ကြီးမားသူများဖြစ်နေလေးလေးထိုအရာများကိုလစ်လျူရှုကား တဲ့ကိုတိုင်လုံးတီးတက်တက်ကိုတံမိုးထားရန်အရေးမှာကြောက်စရာတကားတွင်ကြောက်တဲ့ဆုံးကြောက်မဲ့ဖွဲ့ကြီးဖြစ်လေလေပင်ဖြစ်တော်သည်ထို့ကြောင့်ကြောက်တက်ရန်တက်တီလိုသည် ဟုဆိုရခြင်းဖြစ်သည်တင်အမှန်တကယ်နီးမှန်လမ်းမှန်ကြောက်တက်ရန်အတွက်တင်တံမိုးထားခဲ့ဘူးသောတံမိုးထားနေစေဖြစ်သောအရာအချို့အားစွန်လွတ်လစ်လျူရှုနိုင်သောတက်တီသည်အမှန်တကယ်လိုအပ်ပေသည် ထို့သို့တင့်ကိုတင်တံမိုးထားပြီးကြောက်တက်ရန်နောက်ထပ်လေ့ကျင့်ကမ်းမာကတင့်ထန်တွင်မကိန်းအောင်စေသောဇာရိတတိလဝရိတတိလများကိုစောင့်ထင်းခြင်းပင်ဖြစ်သည်တနည်းအားဖြင့်သူတစ်ပါးထက်တစ်ခုမဟုတ်တစ်ခုသာလွန်းနေမှသာလူရဝင် လူတော်တို့မြည်ဟုယူဆကြသောကြောင့်သာလျင်ပိဇရန်မစမ်းမစစ်ပညာမပါထင်ရာကိုအစွမ်းကုန်အာထုတ်ထက်သောဒလေးကိုစွန့်လွတ်ပြီး မိမိ၏ကာယကံ ဝစီကံမနောကံများကိုစောင့်ထိန်ခြင်းသည်တောက်တက်နေတင်လေခြင်းငံဖြစ်ပေ၏တင်ဒီသူတစ်ပါးထက်မသားမသူတစ်ပါးအပေါ်အတာသည်မရမှာကိုကြောက်နေမိသောကြောင့်တင်ကိုယ်တိုင်လက်ဖြင့်၎င်းနှုတ်မှ၎င်းစိတ်ဖြင့်၎င်းအမားများအကျူးလွန်ရမှာကိုကြောက်ရံမေးလျော့နေသည်မှာတင်တက်တက်ပင်ရှိလောက်ချေ၏တင်ဒီတင်ကမပိုင်သော သူတစ်ပါးကို တင်သဘောအတိုင်းပြုမှုပြောဆိုနေထိုင်စိတ်ထားသိရန်အကြောင်းကြကြီးကြောင်းကြအစိုးရကြီးဆိုရင်အကြောင်းကြီးကြောက်နေရတဲ့ဖြင့်တင်ကိုယ်တိုင်ပိုင်သောတင်နဲ့သာသက်ဆိုင်သောတင်ဤကာယကံဝစီကံမနောကံတို့ကိုမှဲ့တပေါက်မစွန်းမဲ့ဖြူစင်တန်ရှင်းနေအောင်ထိမ့်သိမ့်ကကွယ်စောက်ရှောက်ရန်မေးလျော့ကရှင်တို့စွန့်ထင်းညစ်ပေကြဆုံးသွားမည်ကို မကြောက်ဖိအလားထင်ရလို့ရိုင်းရပြောမှိုင်းရတွေးလေတော့သည်ထို့ကြောင့် တင်ကိုတင်တမိုးထားပြီးကြောက်တန့်ရန်လေ့ကျင့်ခန်းတည်တစ်ထန်တွင်မကိန်းအောင်သေးသောတိလာများကိုစောင့်ထင်းခြင်းဖြစ်သည်ဟုဆိုရ၏မှန်ပါသည်ထို့ထို့တိလာများကိုစောင့်ထင်းရန်တင်တွင်ပိုနေမြဲကြားနေမြဲပြုမှုပြောဆို တွေးကြံနေသည်များတို့ကိုစွန့်လွတ်ရဲသောစင်ကျင်သုံးသက်ရဲသောပြုပြင်ရဲသောတတ္တိရှိမှဖြစ်ပါလိမ့်မည်ထို့ကြောင့်တင်ကြောက်တန့်ရန်အတွက်တတ္တိကိုအမှန်တကယ်လိုအပ်ပါသည် ပြန်ထန်တွင်မကိန်းအောင်သေးသောသီလာများအားဖောင့်ထင်းခြင်းအပြင်ကြောက်တရံတင်းသည်ကိုကောင်းမှုဖြင့်အများကောင်းကျိုးဆောင်ပေးအံ့ဟုသဘောထားရသောလေ့ကျင့်ခန်းကိုနောက်ဆုံးလေ့ကျင့်အပ်ပေ၏တင်တယောက်ကကောင်းမှုကိုပြုမှုပြောဆိုတွေးကြံခြင်းသည်အများအတွက်ကောင်းခြင်းဟုသောအကျိုးကျေးဇူးကိုရနိုင်စေသည်ဟုရဲရဲကြီးယုံကြည်ရန်လိုအပ်ပေသည်တစုံတစ်ယောက်မကောင်းလျင်အများမချမ်းသာရကြောင်း ခေတ်သမိုင်းအဆက်ဆက်ကအာဏာရှင်များကတက်တည်ပြခဲ့ကြပြီးခြေပြီထို့ကြောင့်လူတိုင်းလူတိုင်းကိုကိုကိုကောင်းအောင်ကြိုးစားခြင်းသည်အများအတွက်ကောင်းခြင်းအကျိုးဆက်ကိုဖြစ်နိုင်စေသည်ဟုစိတ်ချလက်ချယုံကြည်ကြကတင်တို့ကိုတင်တို့အဆုံးတိုင်ဆောင်းလျှောက်ကာကွယ်သောအဖြစ်မကောင်းသော အပြုအမှုအပြောအဆိုအတွေးကြံများကို မပြုမပြောမတွေးမိစေရန်အားထုတ်လေ့ကျင့်အပ်ပေသည်မှန်ပါသည်လူသားတို့အနေဖြင့်မကောင်းမှုတွင်ပို၍ မွေလျော်ယိုထုံးတမ်းရှိပေသည် ထို့ကြောင့်လည်းကိုကိုကိုမကောင်းသောအပြုအမူအပြောအဆိုအတွေးအကြံများအားမပြုမပြော့မတွေးမိစေရန်အားထုတ်ရခြင်းသည်လွယ်လွယ်ကူကူမဟုတ်ဘဲပြတ်သားရဲရဲရအထူးလိုအပ်ပါသည်ထို့ကြောင့်သင်ကြောက်တတ်ရန်တတ္တိကိုအမှန်တကယ်လိုအပ်ဟိဟုဆိုရသည်ဒါင်ဘယ်လိုလဲသင်ကြောက်တတ်ဖို့တတ္တိရှိပါပြီလားသင်ကြောက်ရဲပါသည် ဧပြီ14ရက်2016မတိလားစံကြောင်